ကဲအားလုံးပဲမင်္ဂလာပါတခင်းဖုတ်ဘောတစ် ARS YouTube channel နဲ့တခင်းတက်တော့နေပြီးတော့ကြိုဆိုပါတယ်ကဲအခုကျွန်တော်တို့ကက်ကလီယာကြီးနဲ့ဆဆူအိုလိုပွဲပါเนาะကက်ကလီယာကြီးနဲ့ဆဆူအိုလိုပွဲမှာဆိုရင်ကျွန်တော်ဒီည CD ရဲ့နှစ်ပွဲကိုကျွန်တော်ခံမှန်းပေးပါမယ်နှစ်ပွဲလုံးကိုခံမပေးပါမယ်ဒီနေ့ရောင်းပွဲမရှိပါဘူးလုံးဝမရောင်းပါဘူး free နှစ်ပွဲပေးပါမယ်မောင်းတော်တော်လည်းမရှိပါဘူး ဲ့တော့ညီကိုတို့အနေနဲ့ကက်ကလီယာရီနဲ့ဆက်စုအိုလိုပွဲမှာကျွန်တော်ကကက်ကလီယာရီကအိမ်ကွင်းဖြစ်တယ် level 30ပေးတယ် level 30ပေးတယ်နှလုံး90ရှုံပေးတယ်ဂိုးပေါင်းอ่ะဂိုးပေါင်းနှလုံး90ရှုံပေးတယ်ပြီးတော့ဒီနေ့ပွဲမှာဆက်စုအိုလိုကလည်းတန်းတက်ဆိုပေမဲ့သူ့အနေနဲ့သူကောင်းမွန်တဲ့ရှီစွမ်းတွေကိုပြတ်တာထားတယ်ပြီးရင်ဆက်စုအိုလိုရဲ့အားသာချက်ကခံစစ်တော်တော်ကောင်းတယ်ဆိုတော့ ကကလီယာကြီးကိုတခုရဖို့လွယ်ပါမလားဆက်စုအိုလိုလွယ်ပါတယ်ကကလီယာကြီးနဲ့ဆက်စုအိုလိုဘွဲမှာကျွန်တော်ကကလီယာကြီးကိုကြိုက်ပါတယ်1စီးနဲ့အနည်းဆုံးနိုင်ပါလိမ့်မယ်1စီးနဲ့နိုင်ပါလိမ့်မယ်ဒါမှမဟုတ်2 1ဖြစ်ပါလိမ့်မယ် CD ရေးဘွဲတွေမှာဂိုးပေါင်းဆော့ချင်တဲ့ညီကိုတွေအနေနဲ့ကလည်းတတိထားပြီးဆော့ပါအခုနောက်ပိုင်း CD ရေးရလည်းဆော့ချင်မဟုတ်ပါဘူးဂိုးတွေထည့်လာပါတယ်အရင်လိုမဟုတ်တော့ပါဘူးနော်ပေါ့နော်နောက်တစ်ဘွဲကတော့ကျွန်တော်တို့ပီဇာနဲ့လာစီကိုပီဇာနဲ့လာစီကိုဘွဲမှာဆိုရင်တော့ကျွန်တော်ကပီဇာ AC Milan ကိုတော့မှအဝေးဝင်းကြီးမှာ ။ तू อ่ะဝေးဝင်း ACR အိမ်ဝင်းမှာတည်ရခံခံထားရနော်။ချင်းမဟုတ်။ဒါပေမဲ့ Lazio အိမ်ဝင်းမှာတော့ပီဇာအနေနဲ့မလွယ်ပါဘူး။ Lazio နိုင်သွားပါလိမ့်မယ်ပီဇာတလောက်ပါပဲ။ပီဇာတလောက်ပါပဲ။ပီဇာကြေးတွေအောင်တာများနေပါပြီ။အဲ့တော့ကျွန်တော် Lazio နဲ့ပီဇာပွဲမှာဆိုရင်လည်းကျွန်တော် Lazio ကိုကြိုက်ပါတယ်။ဂိုးပေါင်းဆော့ချင်တဲ့ညီကိုတွေအနေနဲ့ကကျွန်တော်အဲ့ပွဲကိုဂိုးပေါင်းအောက်ကြိုက်ပါတယ်။နှလုံး40ရှုံးပွဲမှာကျွန်တော်ဂိုးပေါင်းအောက်ကြိုက်ပါတယ်။ဒါပေမဲ့เออบอดี้เว้ยจนเอาไปပါมั้ยกักลียารีเนี่ยลาซิโอจนเอาไปပါတယ်แกอารมณ์ป้องปะจ๋าပါซิ အဲဒီနေ့ကကြာတာပြီနေဆိုတော့မနေ့ပြန်တောက်ကြစနေတနေ့နေ့တော့ပြန်ဆုံကြရပါဗျာအားလုံးကျေးဇူးတင်ပါတယ်